ဒီပုံပြလေးကတော့မြို့ပေါ်ကြည်ပြင်းလာခဲ့တဲ့ဆိုဟာနီဆိုတဲ့ main clip တယောက်ရဲ့အကြောင်းပါသူကတော့ရွာမှာနေထိုင်နေကောင်းလေးတယောက်နဲ့လက်ထပ်ခဲ့ပါရီအမှန်တကယ်မှာတော့နှစ်ဖက်မိဘတွေကငငယ်လေးကလေးကယဉ်နေကြပါရီဒါကြောင့်လဲသူတို့နှစ်ယောက်ကိုလက်ထပ်ပေးခဲ့ကြတာပါသူမလက်ထပ်ပြီးရွာကိုရောက်လာခဲ့တဲ့အခါမှာတော့အရိကအခြေအနေကိုကြည့်ပြီးအာအာတင့်သွားခဲ့ရပါရီဆိုဟာနီရေဘာရီစဉ်းစားနေရလဲမင်းစဉ်းစားနေရောမလားရှေ့ဆက်ပြီးတော့သွားမလားဟိုမှာကြည့်ပါဦးငါရဲ့လှေတော်မှာရောက်နေပြီလေ ဒီနေရာလေးတော့အတော်လေးလာတယ်ရှုခင်းတွေကလည်းရှင်တိုက်ရှုမောစရာပဲနော်မြေရဲ့ပဝင်းချင်းရဲ့စိမ့်လန့်ဆိုပြေးနေတဲ့မြင်ကွင်းရဲ့ကျမလည်းဒါရီအားလုံးကိုတည်တည်ချာချာစိုက်ကြည့်နေမိအောင်ဒါရီကိုကြည့်နေရင်လည်းဒီနေ့ကျမလက်ထပ်ပြီးရောက်မအင်ကိုရောက်လာတယ်ဆိုတာကိုတော့မမေ့သွားရရှင်ရောဆိုပြီးနောက်မှာတော့ဇိုဟာနီကလည်းသူ့ယောက်ျားနဲ့အတူတူလေပေါ်မှာတက်ထိုင်ပြီးကန်ကူးကြပါရီဇိုဟာနီကတော့လေပေါ်မှာထိုင်နေရင်းနဲ့ပဝင်းချင်းကိုတည်တည်ချာချာကြည့်ရှုနေခဲ့ပါရီ ခနာအကြာမှာတော့မြစ်ကန်တပီမှာရှိတဲ့သူရဲ့ရောက်ခမအင်ကိုရောက်ရှိလာပါတယ်။ဒီမှာလေးဆိုဟာနေရဲ့ဒါကတော့မြစ်ကန်ရဲ့တဖက်မှာရှိတဲ့မင်းရဲ့ရောက်ခမအင်ပဲ။ကဲဘလို့လဲမင်းရဲ့ရောက်ခမအင်ကိုသဘောကျရလား။လှရရှင်ကျမတို့တအားကိုသဘောကျတာပဲ။ဒီနောက်မှာတော့ဆိုဟာနေရဲ့ရောက်ခမဖြစ်သူကချွေမလီအင်ကိုရောက်လာတဲ့အတွက်ကြောင့်ကြိုးဆိုပေးခဲ့ပါတယ်။ကြိုးဆိုနေနဲ့အင်ကျဲကိုဝင်ခိုင်းပြီးပြောပါတယ်။ကဲချွေမလီရေမြစ်ကန်တပီမှာနေထိုင်လာခဲ့တဲ့နေရောက်ခမကတော့ဘဝတက်တန်းတခြားအောင်လုံးတင်ယူခဲ့တဲ့အရာတစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ဘဝကလည်းမြစ်လိုမျိုးပဲတသွင်သွင်ဆင်းဆင်းနေပါစေဆိုတာပဲဘဝမှာပျော်ရွှင်ခြင်းတွေတွေ့ရမယ်ဝမ်းနည်းခြင်းတွေလည်းကြုံတွေ့ရနိုင်တယ်ဒါပေမဲ့ဘယ်တော့မှရက်တက်မသွားနဲ့ဆက်ပြီးတော့ဆင်းဆင်းနေရမယ်ဟုတ်ကဲ့ပါအမေရေကောင်းပါပြီဒီလိုနဲ့ချွေးမလေးကလည်းအိမ်ထဲကိုဝင်လာခဲ့ပါတယ်သူမရဲ့အခန်းဂရင်းဘောက်ကနေချပလို့နဲ့မြည့်ရဲ့မြင်ကွင်းလေးကိုကြည့်ရှုနေခဲ့ပါတယ်လှလိုက်ကြဟဲ့လှလိုက်ကြအရန်ကိုလာတယ်ငါကတော့သဘောကျသွားပြီမြို့မှာဆိုလို့ရှိရင်တော့ဒီပုံစံမြင်ကွင်းဘယ်တော့မှမြင်တွေ့နိုင်မှာမဟုတ်ဘူး ကြကောက်ဖွင့်လိုက်ပြီးဆိုတာနဲ့မြောင်းပုတ်တွေနဲ့ကားတန်တွေစုညမ်းနေရောပဲဆိုဟာနီလက်ထပ်ပြီးရန်ကုန်ဝန်တာပြောရွှင်လောနေခဲ့ပါတယ်ဒီနောက်မှာတော့သမောပထမဦးဆုံးပြီးဖို့အကြောင်းလေးဝင်ပြီးမိသားစုဝင်တွေအားလုံးအကြောထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးပါတယ်ချွေးမလေးရေထမင်းဟင်းချက်ပြုတ်ပြင်ဆင်လုပ်ပြီးပြီးဆိုရင်တော့တခါရဲခိုးခတ်ပြီးအပြင်ကိုတာယူလာခဲ့လိုက်တော့ငါတို့မိသားစုဝင်တွေအကုန်လုံးကအပြင်ထွက်ပြီးရောပဲနေ့လယ်စာကိုစားကြတာလေအပြင်မှာဒဲလေးထိုးကြတယ်မိသားစုဝင်တွေအားလုံးအဲ့ဒီမှာပဲစားကြတာဘေးနားကမြစ်ကလေးရဲ့မြင်ကွင်းကိုကြည့်ပြီးစားရတာအရင်အရသာရှိရဲ့ ခဏကြာမှဆိုဟာနီကအားလုံးစားတော့ဖို့အတွက်အပြင်မှာပဲပြင်ဆင်ပေးခဲ့ပါရီအားလုံးကလည်းအရသာရှိစွာနဲ့မိလက်စာကိုစားတော့ကြပါရီအင်ကိုရောက်လာတဲ့ချွေမအစ်တက်လေးကတော့အခုလိုမျိုးနေထိုင်ရတာတအားကိုသဘောကျနေခဲ့ပါရီတရမှာတော့ဆိုဟာနီအဝိရှော်စံနဲ့အဝိရှော်နေရင်ရုတ်တရက်ပဲမိပြတ်သွားခဲ့ပါရီအိုဖျားသခင်ဒုက္ခပါပဲမိရလည်းပြတ်သွားပြီမိပြတ်သွားပြီဆိုတော့ငါအဝိရှော်စံနေတော့အဝိဆက်လျှော်လို့ရမှာမဟုတ်တော့ဘူးဒီအချိန်မှာဆိုဟာနီကလည်းခမစီကိုသွားခဲ့ပါရီအမေရေကျမဒီမှာအဝိရှော်နေအောင် အဝိရှော့ဆက်တဲ့ကိုအဝိတွေထည့်အားပဲရှိသေးတယ်။မိကလည်းပြတ်သွားပြီးအမေရဲ့အခုကျမအဝိထိုက်ရှော့လို့မရတော့ဘူး။ဒါကတော့ဒီမှာဖြစ်နေကြကိစ္စပဲ။ရောင်မရဲ့ဘာမှတိတ်ပြီးတော့မထူဆန်းဘူး။ရာဒီဥရုအချင်းနဲ့အပြင်မှာနည်းနည်းလေးပြောင်းပြီးဆိုတာနဲ့မိကပြတ်ပြီပဲ။တခါတလေကျရင်တော့ဒီမှာတရက်လုံးမိပြတ်တဲ့ရက်တွေရောက်ရှိတယ်။ဟုတ်တယ်၊ထွေးမလေးရဲ့ဟုတ်တယ်ဟုတ်တယ်။မြက်ကန်နှပေးမှာနေထိုင်ရတာကောင်းမွန်တဲ့အချက်တွေအာသာချက်တွေအများကြီးရှိတယ်ဆိုပေမဲ့အားနဲ့ချက်တွေကလည်းအများကြီးရှိနေပြန်တယ်။တိခိုင်ရတာပေါ့။ အခုတော့နေအဝတ်တွေအကုန်လုံးကိုအဝတ် short ဆက်ထဲကနေထုတ်လိုက်တော့လေစလုံးတစ်လုံးနဲ့အဝတ်ဆောင်တွေအကုန်ထုတ်ပြီးတော့မြေကမ်းတစ်ပေးမှာပဲသွားလျှော်လိုက်မင်းရပဲအချိန်မှပြန်လာမလဲဆိုတာကတိတ်ပြီးတော့မသေးကြဘူးအဲ့ဒါကြောင့်နေအမြန်ဆုံး short ပြီးတော့လှမ်းလိုက်နော်မဟုတ်ရင်အဝတ်ဆောင်တွေနဲ့အကုန်လိမ့်မယ်သိရမလားဒီလိုနဲ့တနာစီအကောင်နဲ့ဂျေမလီခမရအဝတ်တွေအားလုံးကိုယူသွားပြီးမြေကမ်းတစ်ပေးမှာ short ရပါတယ်နေကပူရတဲ့ကြားတဲ့အဝတ် short ရတဲ့အတွက်ကြောင့်မို့လို့သူမလည်းတော်တော်လေးကိုပူပန်သွားခဲ့ပါတယ်အိုဖီးယားသခင်နေကလည်းပူလိုက်ကြ ခေါင်းပေါ်ကနှစ်ယောက်ပူနေပါတယ်ဆိုနေမှာဒီမှာအဝတ်ထိုင်လျှော်နေရတာအသက်ပါထွက်တော့မယ်။နေရီကလည်းပူလိုက်ကြ။ဒီလိုနဲ့ပဲနောက်ထပ်တရက်ကုံဆုံးသွားခဲ့ပါတယ်။တရက်မှာဇော်ဟာနေရီမောင်လေးကဖုန်းဆက်ပါတယ်။ဘာလဲအမရဲ့အမောက်ဖုန်းခေါ်နေတာတော်လေးကိုကြားနေပြီးဖုန်းတော့မကင်တော့ဘူး။ဖုန်းကဆက်လို့မရဘူးလိုင်းကိုမဝင်တာလေးဘလို့ဖြစ်တာလဲ။အရင်မှနေထိုင်ရတာအဆင်ရောပြည့်ရဲ့လား။တောက်ကဝမ်းသာပြောရွှင်နေရလား။နင်းသီးရဲ့အတိုင်းပဲလေဟာ။ငါရောက်ခမအင်ကာမြေကန်းနေပြီမှာအဲ့ဒါကြောင့်ဒီမှာလိုင်းတွေဘာတွေတိတ်ပြီးတော့မကောင်းဘူးလေ။ အဲ့ကြောင့်လဲနေငါ့ကိုဖုန်းခေါ်တာဖုန်းခေါ်လို့မရဖြစ်နေရနေမှာပေါ့ဒါနဲ့အဖန်အတိုင်းပြပြရမယ်ဆိုရင်တော့ဒီမှာနေရတာအရန်ကိုလုံချုံပြီးတော့အေးချမ်းနေသေးလားမြေကန်းတစ်ပေမှာနေရတာဆိုတော့အေးချမ်းနေရပဲဟဲ့မြင်ကွင်းလေးတွေကလည်းလှတယ်အေးလဲအေးတယ်ဒီမှာ green box ဖွင့်လိုက်ပြီးဆိုတာနဲ့မြစ်တစ်ခုလုံးကိုမြင်နေရတာလေငါမျိုးမနေတုန်းကဆိုလို့ရှင်တော့တကားဖွင့်လိုက်တာနဲ့အင်ရှိကဦးလေးကြီးနဲ့အတော်ကြီးရန်ဖြစ်နေတဲ့စကားတန်တွေကိုပဲကြားခဲ့ရတယ်ဟုတ်တယ်နော်ဟုတ်တော့လေဟုတ်ပါတယ်ဒါနဲ့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ကလည်းမြစ်ကန်တစ်ပေမှာနေရလေ သူတို့ရွာရဲ့မြေကန်းတစ်ပေးလေးမှာပဲသူတို့အိမ်ကဆောက်ထားတာတဲ့သူပြောပြတာကတော့တခါတလေမိချောင်းတွေမွေတွေအိမ်ကျဲဝင်လာတတ်တယ်ဆိုပဲတခါတလေရေကလည်းကြီးသေးတယ်တဲ့အဲ့ဒါကြောင့်နည်းနည်းသတိထားပြီးတော့နေအောင်တော့သူကပြောပြသေးတယ်တခါတော့ကဆိုလို့ရှိရင်လေသူတို့စကားပြောနေတော့မှပဲဖုန်းအကုန်သွားတဲ့အတွက်ကြောင့်မလို့ဖုန်းကျသွားခဲ့ပါတယ်ဒါပေမဲ့အခုသူမရဲ့စိတ်ထဲမှာမြေကန်းနဲ့ပတ်သက်ပြီးတော့ကြောက်စိတ်တွေတဖွာဖွာဝင်လာခဲ့ပါတယ်အိမ်မှာမိမလာကလည်း၃ရက်လောက်ရှိပါပြီဒါကြောင့်ရေလဲမောင်းလို့မရပါဘူး အဲ့ဒါကြောင့်ရေရီနဲ့ကုံဆုံးသွားခဲ့တဲ့ခါမှာမြစ်ထဲကရေရီကိုခတ်ပြီးတော့သုံးဆွဲနေရပါတယ်။ဘာအလောက်ပဲလုံးလုံးသူမကိုယ်တိုင်ရေခတ်ပြီးတော့အလုံးလုံးရပါတယ်။သူမအရင်နေ့မှာအလုံးလုံးနေရင်းနဲ့နှစ်ခေါက်ရေခတ်ပြီးသုံးခေါက်မြောက်ရေခတ်နေခဲ့တဲ့အချိန်မှာတော့သူမရဲ့ရေပုံထဲမှာမွေးတကောင်ဝင်လာတာကိုတွေ့ခဲ့ရပါတယ်။ဟဲမွေးမွေးမွေးဒုက္ခပဲမွေးကြီးပါလား။ကဲကြပါအောင်ရှင်ကဲကြပါအောင်မွေးပဲမွေးကြီး။သူမလည်းရေပုံကိုထားခဲ့ပြီးချက်ချင်းပဲထွက်ပြေးခဲ့ပါတယ်။သူမလည်းကြောင်လန်တကြနဲ့အိမ်သေးကိုပြေးဝင်လာပါတယ်။ဟဲဘာဖြစ်တာလဲချွေးမလေးရဲ့လှမ်းအောင်လာနေ။ ။ဒီအတန်အကျယ်ကြီးနဲ့အော်နေရပါလား။ဘာလို့များအော်နေရတာလဲ။ဒီမှာဘာမွေမှမရှိတော့ပါဘူးဟဲ့။ဒီအချိန်မှာရောင်မလီကတော့ကိုအများဆုံးရေတခွခတ်တိုက်ခဲ့ပါရီ။ဒီတော့မှသူမလည်းနည်းနည်းလေးစိတ်အေးသက်သာရရသွားခဲ့ပါရီ။အခုတော့သူမရဲ့စိတ်ထဲမှာမြေကန်းနဲ့ပတ်သက်ပြီးတော့အတော်လေးစိုးရင်ပူပန်နေခဲ့ပါသေးတယ်။ဒီလိုနဲ့ပဲရက်အနေငယ်ကုံဆုံသွားခဲ့ပါရီ။ဒီမှာတော့ तुम ဝရန်တာမှာထိုင်နေရင်းနဲ့တွေ့နေခဲ့မိပါတယ်။စိတ်ညစ်လိုက်တာဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ငါလည်းလုံးဝနားမလဲတော့ဘူး။ဖုန်းကအားသွင်းတော့လည်းမရဘူး။မိကလည်းပြတ်တာအကြအကြီးပဲ ိမ်မှာသုံးဆွဲဖို့မီးလည်းမရှိဘူး။တီဗီလည်းကြည့်လို့မရဘူး။ငါပြင်လို့ဖုန်းစကားပြောချင်တယ်ဆိုရင်တော့ဖုန်းအမရှိတော့ဖုန်းစကားပြောလို့မရဘူးဖြစ်နေတယ်။ဒီအချိန်မှာမီးပြလာခဲ့တဲ့အတွက်ကြောင့်မို့လို့ဆိုအာနီလည်းဝမ်းသာပျော်ရွှင်သွားပါတယ်။ဒီအချိန်မှာရုတ်တရက်ရာသီဥတုကပြောင်းလဲပြီးဆိုရွာလာခဲ့တဲ့အတွက်ကြောင့်မို့လို့လန်ထားတဲ့ဥစ္စာတွေအကုန်လုံးကလည်းလေနဲ့အတူတူပတ်သွားခဲ့ပြီးမြစ်ထဲမှာမျောပတ်သွားခဲ့ပါတယ်။ဟာကြောက်ခပဲ။အဲ့ဒီအင်ကြီးကငါအရန်ကြိုက်တဲ့အင်ကြီးမဟုတ်လား။ သူမကလည်းအင်ကြီးကိုပြန်ဆဲဖို့အတွက်အမြန်ဆုံးအောက်ထပ်ကိုပြင်ဆင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အဝတ်ကတော့မြစ်ထဲမှာမျောပါသွားခဲ့ပါပြီ။သူလည်းစိတ်ပြလာပြန်နဲ့အိမ်ဘက်ကိုပဲပြန်လာခဲ့လိုက်ပါတယ်။သူမပြန်လာနေရင်လည်းပလင်းခွဲစူးမိသွားခဲ့ပါတယ်။အမလေးအမလေးတေးပါပြီအမေရဲ့တေးပါပြီနားလိုက်တော့အတော်လေးကိုနားရပဲ။ကဲကဲကဲမဖြစ်သေးဘူးမဖြစ်သေးဘူးဆရာဝန်ရှိကိုအမြန်ဆုံးခေါ်သွားမှဖြစ်မယ်။အခုလှေကလည်းမရှိဘူး။လှေရှိတော့မှငါတို့သွားလို့ရမှာလေ။လှေကငါသားလေးယူသွားတယ်။ ခဏကြာမှာတော့သားဖြစ်သူပြန်လာခဲ့ပါတယ်။အားလုံးကလည်းလှေစီပြီးတော့ဆရာဝန်ရှိကောင်မြန်ဆောင်သွားကြပါတယ်။ဆရာဝန်နဲ့ပြလိုက်ပြီးသူမလည်းပတိစီခဲ့ရပါတယ်။စေကံပြပြီးနောက်သူမအင်ကိုပြန်လာတော့မှနည်းနည်းလေးတသက်အရသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲနေရရတွေကတဖြည်းဖြည်းနဲ့ကုန်ဆုံးလာပါတယ်။တရက်မှတော့အိမ်မှာဘာမှကိုမကြံတော့ပါဘူး။ဒီမှာအိမ်မှာထမင်းဟင်းချက်ပြုတ်ဖို့အတွက်ဘာမှလည်းမကြံတော့ဘူး။ဟင်းသီးဟိဝတ်တွေကလည်းကုန်နေပြီးအသားငါးတွေလည်းချက်ပြီးဝယ်ဖြည့်ရအောင်မယ်လေ။ကျမတို့ဈေးလေးပါလေးသွားကြရအောင်။ ဈေးဝယ်ပြီးလိုအပ်တဲ့ပစ္စည်းလေးပါလေဝယ်ကြတာပေါ့အိမ်မှာစားဖို့နည်းနည်းပဲကျန်တော့တယ်အေးရတယ်လေသွားပေါ့အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ဝယ်ရမှာပဲအခုလောလောဆယ်တော့သွားလို့မရသေးဘူးနော်ငါအခုအရေးကြီးကိစ္စတစ်ခုနဲ့အပြင်သွားရမယ်ဈေးသွားကျင်တယ်ဆိုလို့ရှင်တော့မနှက်ဖြန်လောက်မှာပဲဘယ်ဈေးကိုသွားလို့ရလိမ့်မယ်ဒါပေမဲ့နောက်နေ့မှလည်းသူတို့သွားလို့မရခဲ့ပါဘူးအပြင်မှာရာသီဥတုဇော်ရွားနေခဲ့ပြီးမိုးတွေကလည်းတဲထန့်စွာရွာတော်နေခဲ့ပါပြီဒီလိုအခြေအနေမျိုးမှာမြစ်ထဲလှေချပြီးသွားဖို့ဆိုတာကလည်းကိုယ့်ရဲ့ကိစ္စမဟုတ်ပါဘူး အရန်ကိုအန်တရမြလုံးပါရီဒါကြောင့်တို့လည်းဈေးကို သွားမရတော့ပါဘူးနောက်ထပ်၃ရက်လောက်ကြာတဲ့အထိမိုးရေကအဆမပြိုက်ရွာတောနေခဲ့ပါရီဒီအကြောအတွင်းမှာအိမ်မှာရှိတဲ့ကုန်ချောက်တွေအလုံးကလည်းစားလို့ကုန်သွားခဲ့ပါပြီဘာမှလည်းထပ်ပြီးရောမကြံတော့ပါဘူးဘာမှမကြံတော့တဲ့အဆုံးမှာတော့တို့လည်းဒီအတောင်ပဲရေတောက်ဘိုင်းပေါက်ပြီးနေခဲ့ရတာပေါ့ရေတွေကအရန်ကိုကြီးလာခဲ့ပြီးမိုးကလည်းမတိတ်တဲ့အခါမှာတော့တဖြည်းဖြည်းနဲ့တမျိုးလုံးရေမြုပ်ကုန်ပါရီ ဒုက္ခပဲအခုတော့မှရေရအိမ်သေးကိုဝယ်နေပြီဒီထပ်ပို့ပြီးရေတက်လာမယ်ဆိုရင်တော့ကျမတို့ဒုက္ခအကြီးကျယ်တွေ့တော့မှာအရင်နေမှာတ냐အောင်တို့ကြောက်လန့်လို့နေတဲ့အတွက်ကြောင့်မလို့အဲ့လိုမပြောခဲ့ကြပါဘူးညမိုးချုပ်သွားခဲ့တဲ့အခါမှာမိုးလည်းထိတ်သွားခဲ့ပြီးရေကလည်းတတော်တော်လေးကိုကျသွားခဲ့ပါတယ်ဒီလိုနဲ့နောက်ထပ်ရနေခဲ့ကြမြင်သွားခဲ့တဲ့အခါမှာအမရေအမဖုန်းခေါ်နေတာတော်လေးကိုကြားနေပြီးဖုန်းကလည်းလုံးဝဆက်မရပါလားဘလို့ဖြစ်တာလဲကဲအရန်ကိုအရေးကြီးတဲ့ကိစ္စတခုပြောပြစီရရှိလို့ဖုန်းဆက်လိုက်ကြမနေ့ဖြန်တိုင်းအမမောင်လေးလက်ထပ်တော့မယ်လက်ထပ်ပွဲပဲအချိန်နဲ့အားလုံးအမြန်လာကြနော် ဟဲ့နင်လာချတော့မယ်အခုမှငါ့ကိုပြောပြရပေါ့ဟုတ်လားဟုတ်တယ်ဒီကိစ္စကိုပြောပြဖို့အတွက်အမောက်ဖုန်းခေါ်နေကြတာအတော်လေးကိုကြားနေပြီဒါပေမဲ့အမောက်ဘယ်သူမှဖုန်းခေါ်လို့မရဘူးလေလိုင်းမမရတာမိုးကလည်းအရန်ကိုရွာနေပြီးတော့ရာသီဥတုချိန်လေးလဲစိုးနေတော့ကျွန်တော်တို့လည်းလာလို့မရတော့ဘူးအေးပါအေးပါဘာမှလည်းစိုးရမနေပါနဲ့ငါတို့နေရမင်္ဂလာဆောင်ကိုကျန်းသေးပါဦးလာခဲ့ကြမယ်နော်ဒီလိုနဲ့နောက်နေ့မှမိသားစုဝင်တွေအကုန်လုံးကလည်းလှေစီးပြီးတော့မင်္ဂလာဆောင်ကိုသွားကြပါရစေသူတို့လှေနဲ့လာနေရတဲ့အတွက်ကြောင့်မို့လို့နောက်ကျသွားခဲ့ကြပါရစေ မင်္ဂလာဆောင်ကိုရောက်တဲ့အခါမှာတော့မင်္ဂလာဆောင်ပြီးစီးသွားခဲ့ပါပြီအခုမှပဲလာကြရပေါ့ကျွန်တော်တို့အကြာကြီးစောင့်နေကြသည်မင်္ဂလာဆောင်လို့တော့ပြီးသွားပြီလားတွေ့လားအမေရဲ့ညက်ကန်တပေးမှာနေရတာမကောင်းပါဘူးဆိုနေမှာကျွန်မတို့အခုလိုမျိုးဆက်ပြီးတော့နေသွားမယ်ဆိုရင်တော့အားလုံးနဲ့ဝေးကွာသွားလိမ့်မယ်မေကျမရဲ့တူဦးတိတော်မောင်လေးရဲ့မင်္ဂလာဆောင်ကိုတော့မှကျမမတက်ရောက်နိုင်ခဲ့ဘူးအခုထပ်ပြီးတော့ကျမအဲ့ဒီနေရာမှာမနေနိုင်တော့ဘူးကျမတို့တခါတလေအဲ့ဒီကိုသွားလဲလို့ရတယ်ဆိုပေမဲ့အမေရဲ့နေဖို့ကြတော့အဲ့ဒီနေရာကမတင်တော့ဘူးလေယောက်ျားရဲ့ရှင်ပဲစဉ်းစားကြည့်ရှင်အမေနဲ့အဖေကလည်းအသက်ကြီးနေပြီ နေမကောင်းထိုင်မကောင်းဖြစ်မယ်ဆိုလို့ရှင်တော့ဘယ်လိုလုပ်ကြမလဲရာဒီဥရုအခြေအနေဆိုရောင်းနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားပြီဆိုရင်တော့စေယုံကိုတော်ခေါ်သွားဖို့အချိန်မီမှမဟုတ်တော့ဘူးဒီစကားကိုကြားခဲ့ရတဲ့အခါမှာအလုံးကလည်းကြောင်ယုံကြောင်လှုံ့ကုန်ကြပါရဲ့ချွေးမလေးပြောတာမှန်တော့လေမှန်တာပဲငါတို့အဲ့ဒီမှာနေ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 နဲ့ဆွေမျိုးအတိုင်းပိုင်းအားလုံးနဲ့လည်းဝေးကွာသွားခဲ့ပြီငါတို့ဒီနေရာဆောက်ပြီးမြို့မှာပဲနေကြတော့မယ်ဒီလိုနဲ့သူတို့ကလည်းကောင်းမွန်တဲ့ရပ်ကွက်တစ်ခုမှာအိမ်ဝယ်ပြီးတော့နေထိုင်ခဲ့ကြပါရဲ့တခါတလေတော့သူတို့ရဲ့မြေကမ်းဘေးနားကအိမ်လေးကိုသွားလဲကြပါရဲ့